အားလုံးမင်္ဂလာပါမြောက်ဝီအင်တာတိန်မန့်ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားလက်ရှိအာရှဒေသမှာတင်မာမှုကြီးတစ်ခုကဖြစ်နေပါတယ်နိုင်ငံရေးတင်မာမှုပါတရုတ်နဲ့ဂျပန်တို့ရဲ့တင်မာမှုကတရက်ထက်တရက်ရှည်လာနေပါပြီဂျပန်ဝန်ကြီးချုပ်အစ်တရဲ့ထိုင်ဝမ်အရေးအပေါ်မှာထားတဲ့သဘောထားကိုပြောပြလာပြီးတဲ့နောက်မှာဒီတင်မာမှုကအမြင့်တွေ့လာတာပါအများစုလည်းသိကြပြီးပါပြီ2020နောက်ပိုင်း ARG နိုင်ငံတွေနဲ့အုပ်စုတွေရဲ့တင်မာမှုကအမြင့်တဲ့လို့လို့ဖြစ်နေပါတယ် အများစုကတော့နိုင်ငံရေးစီးပွားရေးနဲ့စစ်ရေးတွေကြောင့်ဖြစ်လာတာပါပဲဂျပန်နဲ့တရုတ်ရဲ့တင်းမာမှုကတော့ဒီ၃ချက်အပြင်ပထဝီနိုင်ငံရေးနဲ့သမိုင်းကြောင်းဆိုင်ရာအခေမကြေမှုတွေလည်းပါပါတယ်အေကဂျပန်ကိုအရေးအရှင်တွေမှာဖြစ်ခဲ့တဲ့ဖြစ်ရဆိုးတွေကြောင့်အခုအချိန်ထိအစာမကျေပါဘူးဂျပန်ကလည်းတရုတ်ရဲ့ဒေတာရင်းဘူကြားတာတွေကိုအင်အားကြီးဒေတာရင်းနိုင်ငံအနေနဲ့ကြည့်မနေနိုင်တော့ပါဘူးဒီတင်းမာမှုတွေကနေစစ်ပွဲတွေပေါ်ပေါက်လာနိုင်တယ်ဒါမှမဟုတ်အရှိအနေပိုပြီးဆိုးရွားတဲ့တင်းမာမှုစီကိုကူပြောင်းတောနိုင်တယ်ဆိုပြီးတော့လဲစိုးရိမ်မှုတွေရှိလာပါတယ် ဒီကနေ့ကတော့တရုတ်ကိုရဆိုင်ဖို့အတွက်ဂျပန်ကအသင့်ဖြစ်ပြီလားဆိုတာကိုသုံးသပ်တင်ဆက်ပေးတော့မှာပါဗီဒီယိုရဲ့အကြောင်းမပြောခင်မှာပထမဆုံးအနေနဲ့ဒီနှစ်နိုင်ငံရဲ့ဖြစ်စဉ်လို့မပြီးသေးတဲ့အရှိအတင် ဖြစ်နေကြတဲ့ကိစ္စတွေကိုပြောဖို့လိုပါတယ်တရုတ်နဲ့ဂျပန်ကဆန်ကာကူကျွန်းနဲ့ပတ်သက်ပြီးတော့မှာသူပိုင်ကိုပိုင်အငင်းပေါ်နေကြတဲ့နိုင်ငံတွေပါတကယ်တော့တရုတ်နဲ့အင်ဒီဂျန်ဖြစ်နေတဲ့နိုင်ငံအများစုမှာဘေဂျင်းနဲ့ဒီလိုအငင်းပေါ်နေမြေတွေကရှိပါတယ်အများစုသိရတာကအိန္ဒိယရဲ့ဒီအာဆိုင်ရှင်းနဲ့အာရူနာရှိပရာဒက်ဒေတာပါ ဒီနေရာတစ်ခုမှာပဲအငင်းပေါ်တာမဟုတ်ပါဘူးအငင်းပေါ်နေမြေတွေကိုလိုက်ပြီးတွေ့ရင်လက်စီရှောင်းနေတော့မှမလောက်နိုင်တဲ့အထီကိုများပါတယ်ဂျပန်နဲ့အငင်းပေါ်နေတဲ့ဆန်ကာကူကျွန်းကလည်းဒီအများကြီးတွေကတခုလို့ဆိုရမှာပါဒီကျွန်းကိုဂျပန်တွေထိန်းချုပ်ထားတာ1980နှစ်မှာစပါတယ်ဒုတိယကမ္ဘာစစ်မှာတော့ဒီနေရာကိုပါဂျပန်တွေကတင်ထားပါတယ်စစ်ပြီးလို့ဖြစ်လာတဲ့ဒီ CIK ရဲ့မုန်တိုင်းအထင်ဆုံးဖြစ်တဲ့1980နှစ်မှာအမေရိကန်က Okinawa ကိုမဟာဗျူဟာမြောက်တက်စကန်အနေနဲ့နေရာချပါတယ် ဒီအချိန်ကစပြီးတော့မှဂျပန်တွေကဆန်ကာဟူကျုံးကိုပါထိန်းချုပ်လာပါတယ်။ဒီမတိုင်ခင်မှာတရုတ်ကထိန်းချုပ်ခဲ့သလားဒါကတော့ဒီတမက်ဆက်အပေါ်မှာမူတည်ပါတယ်။ကျုံးကိုဂျပန်တွေက1895မှာကလေးကအုပ်ချုပ်နေပါပြီ။အုပ်ချုပ်တယ်ဆိုပေမဲ့ဂျပန်ရဲ့ဩဇာနဲ့တရုတ်ရဲ့ဩဇာကြားမှာရှိနေတဲ့ကျုံးအနေနဲ့ဖြစ်နေသေးတာပါ။တရုတ်ရဲ့ဩဇာကန်ကျုံးလို့ပြောလို့ရတယ်လို့ဂျပန်ဩဇာကန်နေမည်လို့လည်းသတ်မှတ်လို့ရပြန်ပါတယ်။ဒီတော့ဂျပန်မှာမေဂျီပြည့်ပြည့်ပြောင်းလဲရေးဖြစ်လာတဲ့အချိန်မှာကျုံးကိုဂျပန်ကအပြည့်အဝထိန်းချုပ်လာပါတယ်။ ကမ္ဘာစစ်တီးပြီးတော့ချိန်မှာတော့ဒီဒီယာကိုအမေရိကန်ကထိချုပ်ပါတယ်1980နှစ်မှာတော့အစောကပြောခဲ့တဲ့အတိုင်းအမေရိကန်ဘက်ကအိုကီနာဝါဘက်ကိုစစ်စခန်းဖွင့်ပြီးတော့မှအရှေ့ချပါတယ်ဒါနဲ့အတူပဲအမေရိကန်ကသူထိချုပ်ထားတဲ့ကျွန်းတွေကိုဂျပန်စီပြန်အပ်လိုက်ပါတယ်ဒါကိုတရုတ်ဘက်ကသဘောမချခဲ့ပါဘူးသူရဲ့ပိုင်နေဖြစ်တယ်လို့သူကပြောပါတယ်တကယ်တော့တရုတ်ကဆန်ကာကူကျွန်းကိုဒုတိယကမ္ဘာစစ်ပြီးကလေးကသူ့နေမြေလို့တွင်တွင် ပြောနေကြတာပါ American ထိရှုပ်မှုတွေမရှိတော့တဲ့အချိန်မှသာဒီအပန်တွေကပိုထွက်လာပါတယ် ဒီတော့နှစ်နိုင်ငံတင်းမာမှုမှာဒီကိစ္စကလည်းအရေးပါပါတယ်။နောက်တစ်ခုကတော့ကြေအေးဖို့မဖြစ်နိုင်တဲ့ဂျပန်ရဲ့လုပ်ရက်တွေကလည်းပါပါတယ်။နန်ကျင်၊ဆန်ဟိုင်း၊ကွန်ဂျူ၊ဝူဟန်တို့လိုဒီမြို့ကြီးတွေမှာဂျပန်ကဆိုးရွားတဲ့လုပ်ရက်တွေကိုလုပ်ခဲ့ပြုပါတယ်။ဒီအကြောင်းကအသေးစိတ်ကိုလည်းကျွန်တော်မနက်ဖြန်မှာဗီဒီယိုတစ်ပုတ်ထပ်ပြီးလုပ်အောင်ပါပါ။နောက်ဆုံးချက်ကတော့ပထဝီနိုင်ငံရေးအပြိုင်မှုတွေနဲ့တင်းမာကြတာပါ။တော်ရုပ်ပီလီနဲ့ဒေတာတွေမှာအော့ဇာဖျင်းချင်တဲ့တရုတ်ကိုဂျပန်ဘက်ကလွှတ်ထားလို့မရတော့ပါဘူး။ဒါရဲ့နောက်ကွယ်မှာအမေရိကန်တို့လိုမျိုးအနောက်အုပ်စုတွေလည်းပါပါတယ်။ ။ဒါကြောင့်မဂျပန်ဝန်ကြီးအသစ်ဆက်ဆက်ကတဲလာပြီးမကြခင်မှာပဲထိုင်ဝမ်အပေါ်မှာသဘောထားကိုထုတ်ပြခဲ့တာပါ။ဒီလိုဖြစ်ရက်က2020နောက်ပိုင်းမှာဂျပန်နိုင်ငံရဲ့အတိုင်းအဝိုင်းတွေမှာတော့ခက်စိတ်စိတ်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်ရာဒူးနဲ့ပြောတာကတော့ပထမဆုံးပါပဲ။ဒီလိုဖြစ်ရက်တွေကနေစစ်ပွဲတွေဖြစ်လာနိုင်သလား။တော်ရက်ဒီနေ့ဗီဒီယိုသုံးသပ်ချက်မှာတော့စစ်ပွဲဖြစ်ဖို့အထီးအရှိနေဆိုးရွားမှာမဟုတ်ပါဘူး။နိုင်ငံရေးစီးရဲတင်မှမှုတွေအနေနဲ့ပဲရက်သက်သွားနိုင်တယ်လို့ထင်ပါတယ်။စစ်ပစ်ခင်းရောဘယ်လိုဖြစ်လာမှာလဲ။ဒါကတော့စီးရဲသူတွေတီတွေလိလသုံးသက်တဲ့သူတွေရဲ့ အမြင်တွေကိုတည်ပြီးတော့မှကျွန်တော်ပြောရမှာပါစေရတုဒ္ဓတိတွေအများစုရဲ့အမြင်မှာတော့ထိုင်ဝမ်နဲ့ပတ်သက်ပြီးနှစ်နိုင်ငံကစစ်ဖြစ်မဲ့အနေအထားကိုသိမမြင်ကြပါဘူးဒီကိစ္စတွေလည်းပါလာမယ်ဒေတာရင်းလုံခြုံရေးကိစ္စတွေကနေပဲစစ်ပွဲအတွက်မီဇာဖြစ်လာမှာပါထိုင်ဝမ်ကိုထိရင်ကွန်မြူနစ်ပါတီအတွက်ရေရာမှုတွေရှိလာမှာမဟုတ်ဘူးဆိုတာကိုဘေကျင်းဘက်ကလည်းသိထားပါတယ်နောက်ပြီးတော့ထိုင်ဝမ်ကကမ္ဘာတစ်ခုလုံးနီပါခမိုက်ခရိုရှစ်တွေကိုထုတ်လုပ်ဖြန့်ဖြူးတဲ့နိုင်ငံပါဒါကလည်းထိုင်ဝမ်ကိုကျူးကျော်မှုအန္တရာယ်ကနေကာကွယ်ပေးထားတယ်လို့ဆိုရမှာပါ ဒီနေရာမှာတစ်ခုရှိတာကအနောက်အုပ်စုဝင်နိုင်ငံတွေနဲ့အမေရိကန်က micro chip တွေကိုတိုးထုတ်ကြဖို့အတွက်ပြင်ဆင်နေကြပါပြီ။ဒါကြောင့်နောက်ပိုင်းမှာ micro chip တွေကထိုင်ဝမ်ကိုမကောက်ခွေပေးနိုင်တော့ပါဘူး။ဒီလိုပြောလို့ထိုင်ဝမ်ကိုအနောက်အုပ်စုကလက်လွတ်သွားမှာတော့မဟုတ်ပါဘူး။သူရဲ့ပထဝီအနေအထားကအမေရိကန်၊ဂျပန်တို့လိုဒီအနောက်အုပ်စုဝင်တွေအတွက်အရေးပါနေပါတယ်။ဒါကပဲထိုင်ဝမ်အတွက် ကေပေါက်တစ်ခုအနေနဲ့ရေရှည်ဖြစ်လာမှာပါ။ဒီတော့သူတို့ဒီအရှိုးပြောတဲ့ဒီအမြင်ကပို့ပြီးတော့မှသဘာဝကျပါတယ်။ဒေတာရင်းလုံခြုံရေးအကြောင်းကိုပြောရင် တရုတ်ကဂျပန်ရဲ့ကျွန်းတွေနားကို drone တွေနဲ့မကြမကြပြန်ဝေးတက်ပါတယ်။မနေ့ကဗီဒီယိုမှာလည်းတရုတ်ဘက်က drone တွေဂျပန်ပိုင်နဲ့ထိကိုဝင်လာတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့ပြပါတယ်။၂014ဇူလိုင်လ9ရက်နေ့မှာဆိုရင်ဂျပန်ရဲ့အစောင့်ကြီးရေးရေဒါကနေအမျိုးအမည်မတိရသေးတဲ့အရာတစ်ခုကိုထောက်လဲမိပါတယ်။ဂျပန်ဘက်ကဆက်တွေ့တာတွေတတိပေးတာတွေလုပ်ပင်မဲ့ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ဒါကြောင့်အဲ့ဒီအချိန်ကဂျပန်ကိုပိုင်ကောက်ကွေးရေးလေတဲ့ကနေလင်းရင်တွေကိုဆစ်လွှတ်လိုက်ရပါတယ်။ဂျပန်ဘက်ကတော့ဒီပြန်ဝေးနေတဲ့အရာကတရုတ်နဲ့သက်ဆိုင်တဲ့အရာလို့ထင်ခဲ့ကြပါတယ်။ အနာဂတ်ရောက်ချိန်မှာတော့ထင်ထားကြတဲ့အတိုင်းပဲတရုတ်ပိုင်ပစ္စည်းဖြစ်နေပါတယ်။ TB001 အမျိုးအစား drone ကစင်ပါ။တရုတ်တက်တော့ဒီ drone အမျိုးအစားကအသေးထွက်လာတာမကြသေးတဲ့ drone ပါ။ drone ရဲ့စစ်ဆင်နိုင်တဲ့အကော်ဝေးကမိုင်3900အတွင်းမှာရှိပါတယ်။လေပေါ်မှာလည်း35နာရီကြာအောင်နေနိုင်ပါတယ်။ drone ကပြဿနာမဟုတ်ပါဘူး။အဲ့ဒီ drone မှာတည်လာတဲ့အရာတွေကပြဿနာတွေကိုဖြစ်စေနိုင်တဲ့အရာတွေပါ။ဟုတ်ပါတယ်အဲ့ဒါတွေကလက်နက်တွေပါ။လေဆေးလေးပေါင်အလေးချိန်ရှိတဲ့ AR2 အမျိုးအစားဝေဟန်ကနေမြန်ပြစ်တဲ့မဆိုင်တွေ ပေါင်180ကျော်ရှိတဲ့ AR4 Messine နဲ့လက်ညွန်စနစ်တွေကဒရုန်းမှာပါလာပါတယ်။ဒီဒရုန်းကဘာလာလုတ်တလဲဆိုတာကိုသိရဖို့အတွက်ရောဂျပန်မျိုးကိုကောက်ခွေဖို့အတွက်ပါ။လေယာဉ်တွေကဒရုန်းနားမှာပဲအတူတူပြန်နေခဲ့ပါတယ်။ Okinawa နဲ့ Miyako ကျွန်းစီကိုတောတဲ့လမ်းမှာတော့ဒရုန်းကဆက်မတော်တော့ပဲနောက်ပြန်လှေတော့ပါတယ်။တရုတ်ပြည်ကိုပြန်တော့တာပါ။အိုက်ခိုက်ဖို့လာတာမဟုတ်ပေမဲ့ဒီလိုဖြစ်ရက်က2024တနှစ်အတွင်းမှာအချိန်ရင်မနေပါဘူး။2024ဇူလိုင်9ရက်နေ့ကိစ္စကဂျပန်ဘက်ကထုတ်ပြန်ခဲ့တဲ့ဖြစ်ရပါ။ တကယ်တော့အဲ့ဒီနှစ်မှာဂျပန်ဘက်ကနေပြီးတော့မှလေကြောင်းတတိပေးတန်လှန်ထားရတဲ့ဖြစ်ရပေါင်းက904ခုရှိပါတယ်ဒီနေ့မှာမှ464ခုကတရုတ်နဲ့ပတ်သက်တဲ့ကိစ္စတွေပါအခုဒီ2025မှာလည်းဂျပန်ပိုင်တဲ့ထေးကိုဝင်လာတဲ့ဒီလိုဖြစ်ရတွေကဆက်ဖြစ်နေတော့မှာပဲလက်ရှိအထိဆိုရင်လေကြောင်းတတိပေးတန်လှန်ထားရတာအချိန်ကြီး264ကျော်ပါပြီဒီနေ့က85ရာခိုင်နှုန်းလောက်ကတော့တရုတ်နဲ့ပတ်သက်ပါတယ်အထင်ကရဆိုရင်တော့တရုတ်ကမ်းရှည်ဆောင်တက်ကနေပြီးတော့မှတက်လာတဲ့စေရဟန်းရင်တစ်စင်းက တပတ်ပိုင်နဲ့ထေးကိုဝင်လာတဲ့ကိစ္စပါဒီတော့ဝန်ကြီးချုပ်တာကာအီရှိကထိုင်ဝမ်ကိစ္စကိုမပြောခင်မှာကလေးကတက်မှန်မှုတွေဖြစ်စေနိုင်တဲ့ကိစ္စတွေကရှိနေပြီးသားပါဒီနိုင်ငံနှစ်ခုကတမိုင်းကြောင်အရဆိုရင်လည်းအစေးမကဲ့ကြကြပါဘူး1839ကနေ1949အထိအချိန်အတွင်းမှာတရုတ်ကနိုင်ငံခြားတိုင်းပြည်တွေရဲ့စွပ်ဖက်မှုကိုအလူအလေးခံခဲ့ရပါတယ်အဲ့ဒီကာလကိုတရုတ်တွေကသင်ငယ်ခဲ့ရတဲ့ရာစုနှစ်တွေလို့ခေါ်ပါတယ်ဥရောပနိုင်ငံတွေရဲ့စွပ်ဖက်မှုတွေအပြင်အင်းဒီချင်းကဂျပန်ရဲ့စွပ်ဖက်တာတွေကိုပါခံရပါတယ် တရုတ်ရဲ့မြင်မှာတော့ဂျပန်ရဲ့ဆွဲဖက်တာတွေကပိုဆိုးတယ်လို့မြင်ပါတယ်တရုတ်ဂျပန်စစ်ပွဲနှစ်ခုနဲ့ဂျပန်ဘက်ကဆွဲဖက်ခဲ့တာပါစစ်ကိုရာစုအလေပိုင်းကနေစပြီးတော့ဂျပန်နဲ့တရုတ်ကကိုရီးယားကျွန်းစွေကိုအပြိုင်အဆိုင်ဩဇာရှစ်ထွင်ကြပါတယ်တရုတ်ကတော့ဒီကိုရီးယားကသူတို့ရဲ့ပန်နာဆဲနိုင်ငံအနေနဲ့ရှိနေတာကြာနေပြီဖြစ်တဲ့အတွက်သူတို့နေမြေလို့သတ်မှတ်ပါတယ်ဂျပန်ကတော့ကျွန်းစွေမှာရှိတဲ့ကြောင်မိသွေးနဲ့တန်တွေချောင်းစိတ်ဝင်စားနေတာပါ1985မှာတော့ဂျပန်ကသူ့ရဲ့အိမ်မက်ကိုစပြီးတော့မှအကောင်တွေဖော်လာပါတယ် ်ဂျပန်တို့ကျွန်းအနီးအနားကိုစစ်သည်မော်တဆင်ရောက်လာပါတယ်ဒီရက်တက်ကတော့ကိုရီးယားကိုဂျပန်နဲ့ကုန်သွယ်ရေးတွေလုပ်ဖို့ဖိအားပေးတာပါပဲကိုရီးယားဘက်ကစာပြီးပြစ်ခတ်ခဲ့တဲ့အတွက်ဂျပန်ကလည်းပြန်ပြီးတော့မှပြစ်ခတ်ပါတယ်ဒီအဖြစ်အပျက်ကိုတော့ဂျပန်တို့အဖြစ်အပျက်လို့ခေါ်ပါတယ်ဂျပန်ရဲ့အင်အားရှစ်ထွေမှုတွေနဲ့အင်အားကြီးတာတွေကြောင့်ဒီကိုရီးယားဘက်ကအလျှော့ပေးပြီးတော့မှဂျပန်နဲ့ကုန်သွယ်ပါမယ်လို့သဘောတူလိုက်ရပါတယ်ဒီကနေ့စပြီးတော့တရုတ်နဲ့ဂျပန်ရဲ့ပြိုင်ဆိုင်မှုကပြင်းထန်လာတယ်လို့ပြောရမှာပါ1890လေးမှာတော့ကိုရီးယားကျွန်းဆွေကိုအပြိုင်အဆိုင်လူကြရင် တရုတ်ဂျပန်ပထမစစ်ပွဲဖြစ်လာပါတယ်လူငင်အားကတော့တရုတ်ကသာပေမဲ့စစ်ရေးနည်းပညာမှာတော့ဂျပန်ကိုမရှင်နိုင်တဲ့အတွက်အဲ့ဒီစစ်ပွဲမှာတရုတ်ရှုံးတော့ပါတယ်ထိုင်ဝမ်ကျွန်းနဲ့လျှောင်းလုံးကျွန်းစီဒေသကိုဂျပန်လက်ထက်ထိုးအပ်လိုက်ရပြီးတော့မှကိုရီးယားမှာရှိတဲ့ဩဇာရှစ်ထွင်မှုတွေကိုပါရုပ်သိမ်းလိုက်ရပါတယ်ဂျပန်ရဲ့အရှိအအစားကဩဇာတွေကအဲ့ဒီချိန်ကစပြီးကြီးလာပါတယ်1930ခုမှာတော့ပို့ပြီးတော့မှကြီးထောဖို့အတွက်ဖြစ်လာပါတယ်ဂျပန်နဲ့တရုတ်ဒုတိယစစ်ဖြစ်ခဲ့တာပါဒီစစ်ပွဲက1945ဒုတိယကမ္ဘာစစ်အပြီးမှာပဲအဆုံးသတ်ခဲ့တာပါ တရုတ်စီကိုတော့ဂျပန်ကရှုံးမတော့ခဲ့ပါဘူးဟီရိုရှိမာနဲ့နာဂါဆာကီကိုအမေရိကန်တွေဘုံကျခဲ့လို့ကမ္ဘာစစ်လဲပြီးပြီးတော့မှတရုတ်ဂျပန်စစ်ပွဲလဲအဆုံးတက်ခဲ့တာပါဂျပန်တွေမရှိတော့တဲ့နောက်တော့တရုတ်မှာဥက္ကဋ္ဌမော်စီတုံရဲ့ကွန်မြူနစ်ပါတီကပြည်တွင်းစစ်မှာအနိုင်ရလာပါတယ်1940ကို1950မှာတရုတ်ပြည်သူသမ္မတနိုင်ငံဆိုပြီးတော့မှတည်ဆောက်လာပါတယ်ဒီကနေ့စားလိုက်တဲ့ခကြီးကအခုချိန်မှာတော့တရုတ်ကဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်လာပါပြီအရင်ကဂျပန်ရဲ့နီလန်းလိုပဲတရုတ်ကဒေသတွင်းမှာဩဇာရှိထွန်းလာပါတယ် ထဝန်ကိုအပိုင်သိမ်းကျင်နေတာကနေစလို့အင်ဒိုပစိဖိတ်ဒေသတခုလုံးကိုလွှမ်းမိုးဆင်တာအထူးတရုတ်ဘက်ကလှုပ်လာပါတယ်။ဂျပန်အတွက်တော့ဒီအရာတွေကသူ့လုံခြုံရေးကို ထိခိုက်တယ်လို့မြင်ပါတယ်။၂၀24အပရီလက South China Morning Post ကနေတင်ပြတဲ့စစ်တမ်းမှာဆိုရင်ဂျပန်လူထု60ရာခိုင်နှုန်းကတရုတ်ကိုချိန်ဆမှုဖြစ်စေတဲ့အရာလို့သတ်မှတ်ကြပါတယ်။ဒီလိုသတ်မှတ်တာကလည်းတိတ်တော့မဆန်းပါဘူး။အစောကပြောခဲ့တဲ့လေကြောင်းသတိပေးတက်လှမ်းထားရတဲ့ကိစ္စတွေအပြင်တခြားဖြစ်ရပ်တွေကလည်းဂျပန်ပိုင်နဲ့ထိမှခက်စိတ်စိတ်ဖြစ်လာနေတဲ့အတွက်ပါ။ 2020လေးတုန်းက CNN ရဲ့သတင်းတစ်ခုမှာဆိုရင်တရုတ်ရဲ့စစ်သင်္ဘောတစ်စင်းကဂျပန်ပိုင်ကျွန်းတစ်ခုနားမှာ15ရက်ကြာအောင်ကြောက်ချနေခဲ့ပါတယ်။ဒီမတိုင်ခင်2021တုန်းကလည်း158ရက်ကြာတဲ့အထိနေခဲ့ပူပါတယ်။ဒီလိုဖြစ်ရမျိုးကဂျပန်အတွက်တော့လုံခြုံရေးအရာစိန်ခြောက်တဲ့အရာဆိုပြီးတော့မှပြောလို့ရပါတယ်။ဂျပန်ရဲ့ပိုင်တဲ့အနာကိုရဲရှည်ကြောက်ရှားလာနေတာကစီးရီးအတွက်ပြင်ဆင်နေတယ်လို့ထင်ရှင်းစရာပါ။ဒါကြောင့်ဂျပန်ဘက်ကတရုတ်နဲ့စစ်ဖြစ်ခင်းရယ်ဆိုပြီးတော့မှပြင်ဆင်တာတွေကို2023မှာစပြီးတိုးလှုပ်လာပါတယ်။ 2023ဇူလိုင်မှာထုတ်ပြန်တဲ့ဂျပန်ကာကွယ်ရေးစာတမ်းမှာဆိုရင်ဂျပန်အတွက်တရုတ်ပြည်ကအကြီးမားဆုံးမဟာဗျူဟာအရချိန်ဆောင်မှုဆိုပြီးတော့မှရေးသားခဲ့ပါတယ်။အင်ဒိုပစိဖိတ်ဒေသမှာတရုတ်ကရှေ့ထွင်ပြီးတော့မှလွှမ်းမိုးဖို့တွေလှုပ်လာနေတယ်ဆိုပြီးတော့လည်းရေးထားပါတယ်။တကယ်လည်းတရုတ်ကဒေသတွင်းလွှမ်းမိုးဖို့လှုပ်လာတာကလွန်ခဲ့တဲ့စီစုနှစ်တွေမှာကလေးကစနေတာပါ။ရှီကျင်းပြက်လက်ထက်မှာတရုတ်ပြည်မှာကြီးကအင်အားတွေတနည်းတခြားကြီးထွားလာပါတယ်။စီးပွားရေးကြဆင်းမှုတွေက2018နောက်ပိုင်းမှသာဖြစ်လာတာပါ။ ဒီလိုကြာဆင်းနေတာတော့မှတရုတ်ရဲ့အင်အားရှစ်ထွေမှုတွေကကြာမတော့ပါဘူး။စစ်အုံစည်းရိတ်က2023မှာဒေါ်လာ224ဘီလီယံဖြစ်ခဲ့ပါတယ်။2025မှာတော့ဒီစည်းရိတ်က250ဘီလီယံအထိကိုတိုးလာခဲ့ပါပြီ။ဒီလိုစည်းစည်းရိတ်တွေတိုးပြီးတော့မှအင်အားရှစ်ထွေနေတဲ့တရုတ်ကိုဂျပန်ကထိုင်ကြည့်နေလို့မရတော့ပါဘူး။အရင်ကကြံတက်ထားတဲ့အရာတွေကိုဖြေလျှော့ဖို့လိုလာပြီးဆိုပြီးတော့မှပြောလာကြပါတယ်။တကယ်လည်းပဲနောက်ပိုင်းမှာဖြေလျှော့မှုတွေကိုလုပ်လာကြပါတယ်။ဂျပန်မှာကကာကွယ်ရေးနဲ့ပတ်သက်ရင်ကမ္ဘာစစ်အပြီးမှကလေးကထိန်းချုပ်ခံထားရတာပါ။ တရုတ်ရဲ့ဩဇာရှိထွင်လာတာတွေကြောင့်ဒါတွေကိုစဉ်းစားလာကြပါတယ်။စီးရင်နဲ့ပတ်သက်ရင်မဟာမိတ်တွေကိုတိုးလာတာတွေနဲ့ခိုင်မာအောင်တိဆောက်တာတွေလုပ်လာပါတယ်။အဓိကကတော့သူလည်းနဲ့ရှာခဲ့ရတဲ့အမေရိကန်နဲ့မှာအမေရိကန်ကဂျပန်နိုင်ငံမှာစစ်စခန်းပေါင်း85ခုလောက်ကိုဖွင့်ထားပါတယ်။စုစုပေါင်းအခြေဝန်းဆိုရင်အေကာ9000လောက်ရှိပါတယ်။ဂျပန်နိုင်ငံမှာလည်းအမေရိကန်တပ်ဖွဲ့အင်အားက9000ကျော်ဝန်းကျင်ကိုရှိပါတယ်။တရုတ်ကိုတပြင်ဖို့ဂျပန်နဲ့လည်းမရပါဘူး။အမေရိကန်ကလည်းပါဝင်မှရမှာပါ။ ဒီနိုင်ငံတစ်ခုတည်းနဲ့ရပါမယ်အသာစီးမှရှိခြင်းရတော့ခိုင်မာတဲ့မဟာမိတ်တွေကိုလိုအပ်ပါတယ်။ဒါကြောင့်လည်းဂျပန်တောင်ကိုရီးယားအမေရိကန်သုံးနိုင်ငံမဟာမိတ်အုပ်စုကိုပြီးခဲ့တဲ့နှစ်တွေမှာစပြီးဖန်တီးခဲ့ပါတယ်။အရင်ဝန်ကြီးချုပ်လက်ထက်မှလုပ်ခဲ့တာဆိုပေမဲ့အခုအထိအသက်ဝင်နေပါသေးတယ်။ဒီ trend လက်ထက်အစောပိုင်းမှာဆိုရင်တော့ဂျပန်နဲ့ဆက်ဆံရေးကိုမကောက်နိုင်တော့ဘူးလို့မြင်ကြပါပြီ။အခုတော့ဒါတွေကကွာလာဟလာတွေလို့ဖြစ်တော့ပါပြီ။ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးကတော့ပစားတွေရှိနေကြတာကနေပြန်အဆင်ပြေလာနေပြီလို့ဆိုရပါမယ်။မဟာမိတ်တွေကဒီမှာပဲရှိနေတာမဟုတ်ပါဘူး။ 2014ဇူလိုင်လမှာပဲဂျပန်ကဖိလစ်ပိုင်နဲ့ဆေးဘက်ပူပေါင်းရေးနဲ့တခြားကဏ္ဍတွေမှာပါပူပေါင်းချဖို့အတွက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖိလစ်ပိုင်ဆိုတာကလည်းဂျပန်လိုပဲဒီအာရှပစိဖိတ်မှာတရုတ်နဲ့တင်းမာမှုတွေဖြစ်နေတဲ့နိုင်ငံပါ။ဒီနိုင်ငံကလည်းဂျပန်အတိုင်းတရုတ်ကိုတနိုင်ငံတည်းနဲ့ရင်ဆိုင်လို့မရပါဘူး။ဒါကြောင့်ရန်သူတူတဲ့မဟာမိတ်တွေကိုဂျပန်ဘက်ကဆူဆောင်းလာပါတယ်။ဒီလိုမဟာမိတ်ဆူဆောင်းတာတွေတည်းမဟုတ်ပေနဲ့ကိုယ်တိုင်လည်းကန့်သက်ခံထားရတဲ့ကောက်ွေရေးကဏ္ဍကနေရုံထွက်နေပါတယ်။ 2023ခုနှစ်မှာဆိုရင်စစ်အုံစီရိတ်ကဒေါ်လာ55ဘီလီယံအထိဖြစ်လာခဲ့ပြီးတော့အခု2025မှာဘီလီယံ80ကိုရောက်လာပါတယ်။ကာကွယ်ရေးအုံစီရိတ်ကိုရေရှည်အနေနဲ့ GDP ရဲ့200ခန့်တို့အထိတုံ့ဆွေဖို့တတ်မှတ်လာခဲ့ပါသေးတယ်။ဒီလိုကာကွယ်ရေးအုံစီရိတ်ငွေတွေကိုတိုးမြင့်လာရတယ်မဟုတ်ပဲဂျပန်လက်နက်တွေကိုပါမဟာမိတ်တွေအတွက်ရောင်းချဖို့လည်းစဉ်းစားလာပါတယ်။တကယ်တော့ဂျပန်က CB ခေတ်မှာကလေးကလက်နက်တွေကိုထိုးထုတ်ရောင်းချခွင့်မရပါဘူး။ဒီလိုလောက်လာနိုင်ခဲ့ရင်ဖိလစ်ပိုင်တို့လိုမဟာမိတ်တွေအတွက် တရုတ်တင်ပြန်ရေးမှာအင်အားတွေဖြစ်လာစေမှာပါဂျပန်ကသူ့ရဲ့ကောက်ပွေရေးအသုံးစရိတ်တွေကနေ8.9ဘီလီယံကိုစစ်လက်နက်တွေဖန်တီးဖို့အတွက်သုံးမယ်လို့ပြောထားပါတယ်အဓိကကတော့အမေရိကန်မှာရှိတဲ့ Aegis စနစ်နဲ့ဖြတ်တင်ဘောတွေလိုမျိုးတင်ဘောတွေကိုဂျပန်လည်းတည်ဆောက်နိုင်ဖို့ပါဒီစနစ်တွေကလေးချောင်းကောက်ပွေရေးကဏ္ဍမှာအရန်ကိုအရေးပါပြီးတော့မှစွန့်ကြည့်ခါလဲမြင်ပါတယ်ဘာကြောင့်လဲကိုဂျပန်ဘက်ကအလေးပေးထားတာလဲဂျပန်ရဲ့ဒီအခုနှစ်2025ကောက်ပွေရေးစာထဲမှာဆိုရင် မဆိုင်ဆန်တဲ့မှုတွေနဲ့မြောက်ကိုရီးယားတရုတ်တို့ရဲ့ရန်အကြောင်းကိုပါထိထားတာကိုတွေ့ရပါတယ်။တရုတ်ရဲ့ဒုံးကျည်တွေရောမြောက်ကိုရီးယားရဲ့ဒုံးကျည်တွေကပါဂျပန်အတွက်ကြောမလုံစေတာကကြာနေခဲ့ပါပြီ။အခုတော့ဒါတွေကိုကောက်ဝင်နိုင်ဖို့အတွက်လှုပ်လာတာပါ။ဒီလို Egypt စနစ်တွေအတွက်တည်းမဟုတ်ပဲ American နဲ့ပါဒီတွယ်မဟောတွေကိုဆန်တဲ့နေကြပါတယ်။ဒီမဆိုင်တွေကပေါင်1000လောက်အလေးချိန်ရှိပြီးတော့မှမိုင်900ကနေမိုင်1500လောက်အထိပြန်တန်းနိုင်ပါတယ်။ 2025ကောက်ွယ်ရေးစာထဲမှာတော့တာဝေးနဲ့တမ်ပြန်တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့အတွက်အချိန်တိုးမြင့်မယ်လို့ပြောထားပါတယ်။တွမ်မဟော့မန်ဆိုင်းတွေအတွက်ဆိုရင်ဒေါ်လာ1ဘီလီယံလောက်ကိုကုန်ကျမယ်လို့ခန့်မှန်းထားကြပါတယ်။ American စီကနေဝေယူတာတွေအပြင်အဓိကကတော့ဂျပန်အတွက်ကိုက်ညီအောင်သုရေသနလုပ်ဖန်တီးတာတွေပါ။ Aegis နဲ့တင်မောတွေဆိုရင်အရှေ့ပေ690နဲ့အလေးချိန်တန်1000လောက်ရှိမယ်လို့ USNI ဘက်ကထုတ်ပြန်ထားခဲ့မှုပါတယ်။ဒါကဂျပန်မှာရှိတဲ့မာယာဖြတ်တင်မောထက်ကိုနှစ်ဆကျော်ကြီးပါတယ်။သူကတော့တင်ချိန်8000ကျော်ပဲရှိတာပါ။ ဒီလိုသင်္ဘောကြီးတွေရှားလာခဲ့ရင်တော့ဂျပန်ရဲ့အင်အားကတရုတ်ကိုကောင်းကောင်းကြီးရှင်းပြလာနိုင်ပါပြီ။အရွေးအစားကြီးတဲ့သင်္ဘောတွေကစစ်ဆင်တဲ့နေရာမှာအချိန်နဲ့အကော်အဝေးပို့ပြီးတော့မှစစ်ဆင်နိုင်ပါတယ်။ဂျပန်ရဲ့ရည်ရွယ်ချက်ကတော့ဂျပန်နဲ့အနီးပါတယ်မဟုတ်ပဲတောင်တရုတ်ပင်လယ်တစ်ခွေမှာပါအင်အားဖြန့်ကျက်နိုင်အောင်လို့ပါ။ဒါတွေမဟုတ်သေးပဲသူတို့စီမှာရှိနေတဲ့ရဟန်းရင်သင်္ဘောတွေကိုလေယာဉ်နဲ့သင်္ဘောအသေးစားအနေနဲ့ပြောင်းလဲနေပါတယ်။ဒီသင်္ဘောတွေမှာတော့ F-35 ဗီဒီယိုကိုတင်ဆောင်နိုင်မယ်လို့မျှော်မှန်းကြပါတယ်။ကိုပြောက်လျင်အမျိုးအစားတွေဖြစ်လို့တရုတ်ကိုဒဏ်ပြန်တဲ့နေရာမှာအင်အားကြီးတစ်ခုဖြစ်လာမှာပါ။ ဂျပန်ကတော့တရုတ်ရဲ့ယင်ကိုဂျပန်ကျွန်းတဝိုက်မှာပဲကောက်ွေခြင်းတဲ့ပုံမရပါဘူးဒေတာရင်းကိုပါတရုတ်ရဲ့ယင်ကနေကောက်ွေပေးခြင်းနေတဲ့အနေအထားရှိပါတယ်ဒါကြောင့်လည်းထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးထုတ်ပြခဲ့တာပါတကယ်တော့ဒီလက်နက်တွေကိုပဲဂျပန်ဘက်ကပြင်ဆင်ထားတာမဟုတ်ပါဘူး Raygun လို့ခေါ်တဲ့လျှက်စစ်တန်လိုက်စွန့်အင်နဲ့ပစ်ခတ်လို့ရတဲ့လက်နက်ကြီးတွေကိုပါဂျပန်ဘက်ကသုတေသနလုပ်နေပါတယ်2023မှာဆိုရင်တင်းပေါ်ပေါ်မှာတက်ဆင်နိုင်တဲ့အမျိုးအစားကိုဖန်တီးထားနိုင်ပါပြီ 2015ဇူလိုင်မှာဒါကိုပင်လီပြင်းထင်းမှာတကယ်တင်ပေါ်ပြစ်မှတ်ကိုပြစ်ခတ်ပြရင်အောင်မြင်ခဲ့ပါတယ်။အကြီးစားမဟုတ်ပေမဲ့တင်ပေါ်ပေါ်မှာတန်းနိုင်တဲ့ Alessa Regan ကိုဂျပန်ကနေပြီးတော့မှဖန်တီးထားနိုင်ပါပြီ။ဒီနယ်နက်ကသမီးရိုးစားလက်နဲ့တွေ့လို့မျိုးခေရလိုအပ်ချက်တွေမများပါဘူး။နောက်ပြီးတော့မှကျေစံပြစ်မှတ်တက်တူတာမှမဟုတ်တန်းတွေကိုတည်ဆောင်ရတာကလည်းပိုပြီးဆန့်လာပါတယ်။တရုတ်ကလည်းဒီလိုလက်နက်ကိုစမ်းသပ်နေပေမဲ့အခုထိဘာမှတော့ထွက်မလာသေးပါဘူး။တကယ်တော့ Regan တွေကတင်ပေါ်အရှင်ချင်းပြစ်ခတ်တဲ့နေရာမှာပဲအတုံးဝင်တာမဟုတ်ပါဘူး။ စွန့်အင်နဲ့လိုအပ်တဲ့အရှင်ကိုဖန်တီးပေးနိုင်တဲ့အတွက် hypersonic missile တွေကိုပါတစ်ခါတည်းရမှာသူတို့ကတားဆီးနိုင်ကြပါတယ်အဓိကကတော့ဒီလက်နက်တွေကိုသေလာမဲ့တင်ဘောတွေကိုဖျက်ဆီးနိုင်ကြတာပါပဲကောက်ကွေးရဲ့အပိုင်းမှာ Aegis စနစ်အပြင် hypersonic တွေကိုဓာတ်ဖြတ်တားဆီးနိုင်မဲ့ဒီ glide freight interceptor စနစ်ကိုပါဂျပန်ဘက်ကလက်တလောသုတေသနပြုနေပါတယ်ပြည်ရနဲ့2024နိုဝင်ဘာလကမှဒီကိစ္စကိုအမေရိကန်နဲ့သဘောတူနိုင်ခဲ့တာပါဒီတော့အီဂျစ်စနစ်တင်မောတွေမှာအဓိကတက်ဆင်မယ်လို့ပြောထားပါတယ် ဒရုန်းကောက်ွေရစနစ်တွေကိုလည်းဂျပန်ဘက်ကအဆင့်မြင့်တင်လာနေပါပြီ။လက်ရှိခေတ်မှာဒရုန်းတွေကစစ်ပွဲအတွက်အရေးပါလာပါပြီ။တရုတ်ဆိုရင်ဒရုန်းထုတ်လုပ်ရေးမှာတိုးတက်နေတဲ့နိုင်ငံတစ်ခုပါ။ဒါကြောင့်ဒါကိုလည်းဂျပန်ဘက်ကထိစဉ်းစားလာပါတယ်။အဓိကကတော့လေဆာလက်နက်တွေကိုသုတေသနပြုနေကြတာပါ။၂၀၁၄နိုဝင်ဘာမှာတော့၁၀ကီလိုဝက်ထွက်တဲ့လေဆာစနစ်ကိုနမူနာထုတ်ပြခဲ့ပါတယ်။အဲ့ဒီနှစ်ရဲ့ဩဂုတ်လမှာလည်း high power microwave weapon ဆိုပြီးတော့မှ American နဲ့ drone တံပြန်ရေးစနစ်ကိုလုပ်ဖို့သဘောတူပြေးကြပါတယ်။ 2015အောက်တိုဘာလမှာဆိုရင်ဂျပန်လက်တော်မှာ drone နဲ့ missile ကာကွယ်ရေးအတွက်လေဆာလက်နက်စနစ်သုတေသနလုပ်ဖို့ budget ရန် TBDN ကိုတောင်းပေးပါတယ်။ drone ကာကွယ်ရေးကဏ္ဍမှာ anti-aircraft ဖြစ်နေတဲ့အနေထားပါပဲ။လက်ရှိပြည်နိုင်ငံမှာမဆို drone တွေကိုပို့ပြီးစိုးရင်လာကြပါတယ်။တရုတ်နဲ့နှိကက်တဲ့ဂျပန်ဆိုရင် drone တွေရဲ့ရန်ကိုစိုးရင်တာကတော့မဆန်းပါဘူး။ drone ပိုင်းမှာ anti-aircraft ရှိပေမဲ့ missile ကာကွယ်ရေးတွေလောက်တော့ဂျပန်ကသိပ်ပြီးမလုပ်ပါဘူး။ဒီလိုပြရတာကလည်းဂျပန်ကအခုမှသာတရုတ်ရဲ့ရန်ကိုကာကွယ်ဖို့အတွက် ဟုတ်ပူမီတိုက်လုံးနေရတဲ့အတွက်ပါအရင်တော့ကဂျပန်မှာမဆိုင်ကာကွေရေးဆိုတာကအမေရိကန်အပေါ်ကိုပဲအများစုမိခိုထားတာပါစစ်ပွဲတစ်ခုဒါမှမဟုတ်တိုက်ခိုက်မှုကြီးတွေကိုဂျပန်မှာကိုပိုင်အစွန်းအစားနဲ့မခောက်ခွေနိုင်ပါဘူး2020နောက်ပိုင်းတရုတ်ရဲ့ဩဇာကြီးထွားလာမှုတတိပိတန်ကြောင့်တိုချိုဘက်ကဒီလိုအမြင်ပြင်ဆင်လာခဲ့တာပါဒါကြောင့်အခုအချိန်မှာဂျပန်အနေနဲ့စစ်ပွဲကိုရွေးချယ်မှာမဟုတ်ဘူးလို့ထင်ပါတယ်တရုတ်ကလည်းစစ်ပွဲဆိုရင်လက်ဆောင်မဲ့သဘောရှိပါတယ်နှစ်ဖက်ပြင်ဆင်မှုတွေအနေနဲ့ဆိုရင်ဂျပန်မှာနောက်ကျပေမဲ့နိပညာတွေအစွန်းအစားတွေမှာတော့ တရုတ်ထက်ပိုတာတာကိုတော့တွေ့ရပါတယ်။ဒီလိုပြင်ဆင်မှုတွေတင်းမာမှုတွေကအာရှပစိဖိတ်ရေပြင်မှာမုံတိုင်းထန်နေအောင်မှာဖြစ်ပါတယ်။ဒီနေ့ပြီတော့ကတော့ဒါတော့ပါပဲခင်ဗျာ။ဒါကတော့လက်ရှိတရုတ်နဲ့သာဂျပန်လိုဆစ်ဖြစ်မဲ့ဆိုလို့ရှိရင်ဂျပန်ဘက်ကဘာတွေပြင်ဆင်ထားတယ်လဲဆိုတာကိုကျွန်တော်တင်ဆက်ပေးတော့ခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုမြင်တဲ့ပုံမှန်တင်ဆက်ပေးနေအောင်ပါမို့။စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။ ူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လမ်းမှာဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းတက်တာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9162 625နဲ့399605539လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။